ျွန်တော်တို့သိမ်းလိုက်တဲ့မြို့တွေကျွန်တော်တို့ခိမ်းသိမ်းလိုက်တဲ့မြို့တွေကိုစီမံအုပ်ချုပ်ဖို့ကျွန်တော်တာဝန်ရှိတယ်။ဒီမှာရှိနေတဲ့ဒေသခံပြည်သူလူထုတွေအဲဆောက်ဝင်းနေပြည်လည်မှုအသက်အိုးလုံခြုံမှုရှိဖို့ကျွန်တော်တို့ကအကောင်းဆုံးဒါစီမံခံဖို့လုပ်ရတယ်။တမ်းမျိုးသားလူမျိုးရဲ့တမ်းမတော် DNL ကအနာသိန်းစစ်တပ်နဲ့အပြည့်ရဖို့သဘောတူခဲ့တဲ့အထက်မှာရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိန်မြို့ကနေ DNL တပ်တွေဆုတ်ခွာပေးဖို့ပါဝင်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆိုရရဲ့ဂျာဝင် စေဆတ်မှုနဲ့ ကိုမဲမြို့မှာအော်တိုဘာ28ရက်နေ့နဲ့28ရက်နေ့တို့ကတွေ့ဆုံပြီးသဘောတူခဲ့ကြတာဖြစ်ပါတယ်။မြေပြင်သတင်းမြစ်တွေရဲ့ပြောပြချက်အရ TNL တက်တွေဟာမိုးမဲမြို့မှာနိုဝင်ဘာ6ရက်နေ့အထိရှိနေဆဲဖြစ်ပါတယ်။ဒါ့အပြင်မိုးမဲမြို့မှာမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အဖွဲ့တွေရှိနေတာကြောင့်အနာဒိစစ်တပ်ဝင်လာရင်တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့မြို့ကန်တွေကပြောပါတယ် ဆရာရတော့ဟောလိုက်တဲ့ပြန်ပေးတဲ့သူတွေနဲ့လဲမိုးမိမ်ပါလဲဟောပါအဲပီလီယာပေါ်ဒေါင်းလာပေါ်တော့ဟောပါညောင်းပါပေါ့အပပရဲကွာကျွန်တော်တို့အဲ့ရဲ့မိုးမိမ်ကြာပြီးရတယ်ဒီလိုသင်လားဆင်းလာကွာအဆုံးလိုက်အဆုံးလိုက်လို့လဲဦးစီလေအမရဲ့တစ်ခါသူ့ကိုခဏစေ၈၀ပဲထားလာတော့အတူတူပဲတက်ရလေးရောဆိုအမပြန်တက်ကြည့်လိုက်လို့တိုက်ရလို့တော့ပြောနိုင်ကြတယ်ကွာ မိုးမိတ်မြို့ဟာ2024ခုနှစ်ထက်မှမြို့သိမ်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီးအဆောက်အုံများပြားလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အနာဒိစစ်တပ်ကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်လေရှိတာကြောင့်မြို့ကန်တွေကတိုက်ပွဲတွေထပ်ဖြစ်လာမှကိုလည်းစိုးရိမ်နေကြပါတယ်။ဒါ့အပြင်မြို့ရဲကိုအနာဒိစစ်တပ်ကိုပေးဝင်လိုက်မယ်ဆိုရင်လည်းမြို့ကန်တွေအပေါ်မှာဖမ်းဆီးတာနေအိမ်တွေကိုချိတ်ပိတ်တာနဲ့စစ်မှုထမ်းဆူဆောင်းတာတွေလှုပ်လာမှကိုလည်းစိုးရိမ်နေကြပါတယ်။ မြို့ဝဇီရွယ်လောက်ရှိတာအရင်ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့တည်းမြို့လည်းတော်တော်ပျက်စီးပြီးတရဲလူတွေလည်းများလာပြီးအများဆိုရင်ကြောင်ကြကြတာပေါ့ဒါပေမဲ့စစ်တပ်ပြန်ဝင်လာရင်အုပ်ချုပ်ရေးမှုတွေဖမ်းတာတရဲနေနေနဲ့ဆက်ဆံလို့ဖမ်းတာအိမ်ကြိတ်ပိတ်တာဖမ်းတာစီးရတွေလုလာမှာကိုလည်းစိုးရင်ကြတယ်မိုးမင်းမြို့ဟာတော်လည်ရင်တက်တည်အတွက်စီးရင်အရာအေးပါတဲ့နေမြေဖြစ်တယ်လို့ရမုံငွေကြီးအရာလည်းတစုံတရာအေးပါတဲ့မျိုးဖြစ်တယ်လို့အစီအစဉ်တွေမြေတချို့ကအရာတွေကိုပြောပါတယ် တရုတ်နဲ့အာနာသိန်းစစ်တပ်ရဲ့ဖိအားမျိုးစုံကိုရင်ဆိုင်နေရတဲ့ TNL ဟာမိုးမဲမျိုးကနေပြန်ဆုံမယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့မြို့သားညီညွတ်ရေးဆိုရာ NUG ရဲ့လောက်ခံ PDF တွေနဲ့တော်လိုင်းမမိတ်တပ်တွေကတော့မြို့ကိုကာကွယ်ကြမယ်လို့ထုတ်ပြောထားပါတယ်။မိုးမဲမျိုးဟာမိုးကုတ်မပိနမ်ဆန်မျိုးတို့နဲ့နန်မိတ်ချင်းထိစပ်နေပြီးမပိမျိုးကတော့ကချင်လွမြောက်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစိန်ထွက်ရှိတဲ့နေရာဒေသ6ခုခန့်ရှိတဲ့အနက် မိုးမိတ်ဒေတာဟာတခုအပါဝင်ဖြစ်တယ်လို့မိုးမိတ်ဟာစိတ်နဲ့ပတ်သက်လို့အရေးကြီးတဲ့ဒေတာတခု ဖြစ်တယ်လို့သိရပါတယ်။မျိုးကန်ရဲ့ပြောပြချက်အရမိုးမိတ်မျိုးမှာမိုးဟောက်ရွာပတင်ရွာနဲ့ကျိန်တော်ရွာတို့ကစိန်ထွက်ရာဒေတာတွေဖြစ်တယ်လို့သိရပါတယ်။ဟိုဒီဘက်ကလုံအောင်ကစိန်ထွက်တယ်။နမ်ပန်းဆိုရင်နဘိန်းနဲ့နဘိန်းငယ်လေးရောက်သွားရင်ရှေးသားနဲ့ဆိုတဲ့နမ်ပန်းအပြင်အခုတို့ကြောင့်လေတော့ကြောင့်မို့ ကြောက်မောဝေပေါအဲ့ဒါလားချွေချွေတော့ဒီဝိုင်းသွားရှိရအဲ့ချွေတော့ဒီဝိုင်းရလဲချွေသားနဲ့ဆွတ်တယ်ကြောက်မောဝေပေါတိတ်တိတ်ကုန်လဲမှာချွေမှုတော့ရှိတယ်နံပါနံပါဆိုတာကမပိမိတဲ့ရောက်သွားတာအဲ့ဘက်မှာလဲချွေလုတ်ွက်တရားမွာနေတယ်မုံမင်းမြို့ကို2024ခုနှစ်ဇန်နဝါရီလ18ရက်နေ့ကစတင်ပြီး KIA ABSDF တို့နဲ့အတူ ဒေသခံကာကွယ်တပ်ဖွဲ့တွေနဲ့ကချင်ပြည်သူကာကွယ်တပ်တို့ပူးပေါင်းပြီးတော့မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ TNL ရဲ့ညှိနှိုင်းမှုနဲ့ KYA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတက်ပြန်ဆုတ်သွားကြတယ်လို့မြို့ကန်တွေကပြောပါတယ်။မြို့ကတော့စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။တဆယ်နှစ်ခွန်စစ်စင်ရေးဒုတိယပိုင်း2024ခုနှစ်ဇွန်လမှာတော့ TNL ကမိုးမင်းမြို့ကိုဒုတိယအကြိမ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။ ဇူလိုင်လမှာမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့တိုက်ပွဲရဲ့နောက်ဆက်တွဲအာနာသိန်းတက်ရဲ့လေကြောင်းတိုက်ခိုက်မှုတန်းကိုပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့မူမိန်မျိုးဟာ80ရာခိုင်နှုန်းလောက်ပျက်စီးခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်။ဒါအပြင်တိုက်ပွဲနှစ်ကြိမ်အတွင်းမှာမြို့ကန်အရသာတိုက်ဆုံမှုအရေအတွက်ကလည်းရာခိုင်နှုန်းနီးပါးရှိခဲ့တယ်လို့ဆိုပါရယ်ရှင်။